ပန်းလေးများပွင့်တော့ဖူးတော်ဝင့်လို့ချီတယ်နေကြီးမှာရွှေကြီးတော့ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘောမှန်နဲ့ငါတို့ကြောင်းဟောဒီမှာသွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေအဝတ်တွေအခုလဲအပေါ်မှာဝဲနေတော့မယ်ကလေးတွေကပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ 2025နှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပင်းမြို့နယ်အော်ထိန်ဖီးဂျေးရွာမှာမနက်7နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ စုံ10ရောက်တည်ဆုံး။ဆရာဆရာမဥယျာလည်း2ရောက်တည်ဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်ကကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။ စာတင်နေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန့်တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရောအုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီဆံမှုရုံမှမှုအောက်တန်းချမှုတွေအားလုံးက ကလေးလေးရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားတယ်။နိုင်ငံတကာကကိုညီတိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိပေမဘလောက်ထိစောက်ရှုံးမှအတန်ထွက်ပြီးပြောပြကြမှာလေ။အားလုံးနားတွေမကြားကြတော့ဘူးလား။ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ။ Save our children ။ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ။လူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်။အခုလို့ဒီလိုဖြစ်တယ်။ကလေးတွေတေးကြည့်တယ်။စာတင်ကြောင်းတွေပြည့်စည်။အဲ့ဒါကရောအလုပ်လူအခွင့်ရေးကို ချိုးဖောက်တာမဟုတ်ဘူးလားကျမတို့မကုန်ဘူးတင်းထားမယ်ဒါပြလို့မကုန်ဘူးကျမတို့ရှစ်ဆက်လို့ရမယ်အလုပ်တွေအများကြီးရှိဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့ သူတို့လည်းထတ်တူထတ်မြခံစားပါစေလို့ကျမကတော့ကြိမ်ဆိုလိုက်တယ်ကျမပြုတ်သည်များကုသိုလ်ရဲ့အားလုံးကိုတိုင်တယ်ပြီးကြိမ်ဆိုလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လန်ရေးမအောင်မချေဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးတတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြာဆုံးမှုတွေကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတို့တာ မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်တပင်ရင်းမှစကောင်းစီရင်အစုံလိုက်ပြုံလိုက်ပုံကျဲတပြတ်မှုကြောင့်ចောင်းသားနဲ့ဆ ਿਆ မ29ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ60ကျော်လာတဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းတပင်ရင်းမျိုးနဲ့အိုထင်းကွင်းချင်းရွာရှိစာတင်ကျောင်းကိုစကောင်းစီကရှင်ရွက်ချက်ရှိရှိပုံကျဲတိုက်ခိုက်ခဲ့ရာចောင်းသားကလေးငယ်နဲ့ဆ ਿਆ မပါဝင်29ဦးထိရှိပြီး60ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် စစ်ကောင်စီကမေလ12ရက်နေ့မနက်10နာရီဝန်းကျင်ခန့်မှာပညာရေးလိုအပ်ချက်ရာဂျာကာလာပညာရေးဖြင့်စတင်ကြနေတဲ့စတင်ကျောင်းနေပေါ်ကိုပေါင်900ဘုံတင်းချတိုက်ခိုက်ခဲ့ရာအစုလိုက်ပြုံလိုက်တည်ဆုံခဲ့တာဖြစ်ပါတယ်။ ခဏခဏကိုဘုံလာကျင်းနေတော့ចောင်းပိတ်နေရတာနဲ့စာရီကမပြီးဘူးပညာရေးပြည့်မီအောင်အစားတို့လာရီပြန်ခေါ်ပြီးတင်ရတယ်ဘုံမြင်ကျင်းနေတဲ့ဒေသတွေမှာရှိရဲ့ကလေးတွေကတခါလာကျင်းပြီးသွားရင်ចောင်းပိတ်ရပါတယ်ញင်လောက်ပြီးထင်မှပြန်ဖွင့်ရပါတယ်အခုလိုပြန်ဖွင့်နေတဲ့အချိန်မှာအစုလိုက်ပြုံလိုက်လာတက်ဖြတ်သွားတာပါလို့စစ်ပြည်ရာဒေသမှာစာတင်ចောင်းပိတ်နေတဲ့ဆရာမတောင်းကသတင်းဌာနကိုပြောပါတယ်အစောပါဘုံကျဲချမှုကြောင့်ចောင်းသားကလေးငယ်20နဲ့ဆရာမနှစ်ဦးစုစုပေါင်း20နှစ်ဦးတင်ဆောင်ခဲ့ပြီးဒံရရចောင်းသားចောင်းသူနဲ့ဆရာမ60ရှိတယ်လို့သိရပါတယ် ်သေဆုံးတဲ့ចောင်းသားចောင်းသူများထဲမှာ G2 မှာ6ဦး G3 မှာ9ဦး G4 မှာ4ဦး G5 G7 G9 G10 G11 တို့မှာကလင်းငယ်များပါဝင်စုစုပေါင်း20သေဆုံးခဲ့တယ်လို့သိရပါတယ် စစ်တပ်ထောက်ခံသူများနဲ့စစ်ကောင်စီဝါရဖြန့် channel တွေမှာစာသင်ကျောင်းတွေကိုပုံကျဲတိုက်ခိုက်တာမရှိပဲ PDF တွေကစာသင်ကျောင်းမှာလက်လုပ်ပုံလုပ်ရင်းပေါက်ကွင်းခဲ့တာဖြစ်ကြောင်းနဲ့ကျောင်းပိတ်ထားချိန်မှာကျောင်းတက်နေခြင်းမှာလင်းလင်းကျဉ်းတာဖြစ်တဲ့လူစစ်ကောင်စီရဲ့လုံရက်ကိုဖုံးကွယ်ပြီးဝါရဖြန့်ပုံဖော်ပြလျက်ရှိပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြားဖြူတိုက်ပွဲတနေ့ထက်တနေ့ပုံမပြင်းထန်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်စီမံကိန်းကြီးတွေတရှိတဲ့ရခိုင်ပြည်ကြားဖြူမြို့နယ်အတွင်းအရခတ်တတော်ရင်နဲ့စစ်ကောင်စီတို့ရဲ့တိုက်ပွဲကတနေ့ထက်တနေ့ပုံမပြင်းထန်လာတယ်လို့ဒေသတွင်သတင်းအရှင် ်တွေကပြောပါတယ်။တိုက်ပွဲကဒီရက်ပိုင်းတွင်ခက်ဆိတ်ဆိတ်ဖြစ်လာနေရလို့တိုက်ပွဲဖြစ်နေတဲ့နေရာအနည်းဝင်ကျင်ကဒေသခံတွေကပြောပါတယ်။ကြောင်ပြူမျိုးဟာတရုတ်ရဲ့ရွှေတဘာဝတန်းွေစီမံကိန်းနဲ့ရှီနန်ပိုင်လိုင်းစီမံကိန်းများတည်ရှိရာမျိုးဖြစ်တဲ့အတွက်မြန်မာစစ်အစိုးရအတွက်နိုင်ငံခြားဝင်ငွေအမြောက်များရရှိနေတဲ့မျိုးဖြစ်တယ်လို့ပင်လယ်ရေပိုင်းနဲ့စိတ်ကမ်းတည်ရှိရာမျိုးလည်းဖြစ်တာကြောင့်ပထဝီနိုင်ငံရင်းရလည်းအလွန်အရေးပါတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်စစ်ကောင်စီကကြောင်ပြူမကြစေဖို့ခန့်စစ်ကိုတင်ချပြင်ဆင်ထားပြီးအေးအေးရှိရာကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်းမကြာခဏပြုလုပ်လျက်ရှိ ိတယ်လို့ဆိုပါတယ်။မေလ17ရက်မနေ့ပိုင်းကလည်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အရခတပ်တော်တို့ကလိတ်ခမော်နဲ့မလကျွန်းတေးပါနီတဝိုင်းမှာတိုက်ပွဲပြင်းထန်နေရလို့မြေပြင်စစ်ရေးတရင်အရင်မြစ်တောင်ကပြောပါတယ်။အေးရှိတဲ့အနာတီစစ်ကောင်စီစစ်ကြောင်းရောက်လာလို့အေးဘက်ကပြန်ပြင်းရင်းနဲ့တိုက်ပွဲဖြစ်တာသူတို့ကရန်လာလာစတာ။နေကျော်လာတော့အေးကပြစ်တယ်လေတိုက်ပွဲကအပြင်းထန်ဖြစ်နေတာ။ကြောက်ဖြူမျိုးနဲ့တစ်ပုတ်တောင်ချေဆိုင်တညောင်ရီရေးတဲ့ဌာနချုပ်ကိုအခုရက်ပိုင်းတွင်နေဗီနဲ့အင်အားပြည့်တင်းထားတဲ့စစ်ကောင်စီတပ်သားတွေကတညောင်ရီရေးတဲ့ဌာနချုပ်မှာ ာမူလတပ်ဖွဲ့ဝင်စစ်ကြောင်းခမရ30နှင့်ခမရ940နှင့်ခမရ943တို့ကစုပေါင်းစစ်ကြောင်းတွင်စုဖွဲ့မှုတွေလုပ်ပြီးစစ်ကြောင်းထိုးမှုတွေပြုလုပ်နေတယ်လို့ပြောပါတယ်။ အေဘက်ကအဖြစ်ခတ်ရတာနဲ့စစ်ကောင်စီဘက်ကပိုလှူရှာတဲ့အသည့်ဖြည့်ထားတဲ့စစ်ကြောင်းတွေရေတပ်ဌာနချုပ်ကလည်းအင်အား90လောက်ပါတဲ့စစ်ကြောင်း2ကြောင်းပြီးတော့တရင်စုတပ်ဖွဲ့ဝင်စစ်ကြောင်းတွေအနီးနားဝင်းချင်တွေကိုစစ်ကြောင်းထိုးနေရလို့ပြောပါရတယ်။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေကရခိုင်ကစစ်ကောင်စီလက်လွတ်ခင်ရတဲ့ကျေးရွာနေရွာတွေနဲ့အေအေရှိနိုင်တဲ့နေရာတွေကိုမှန်းဆပြီးစစ်ကြောင်းထိုးရကနေမေလ17ရက်နေ့မှာပြင်းထန်တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါရတယ်။နောက်ထပ်ဒေသခံတအုပ်ကလည်းဂုံချွင်တိုင်းနဲ့အမှတ်30နေရဲတရင်အနီးနားတဝိုင်းရေတပ်ဌာနချုပ်အနီးနားတဝိုင်းကိုပြန် ်ထိုးတာအခုဒီမနက်တော့ကုန်းချွင်တိုင်းနယ်မှာအဲ့ဒီစစ်ကြောင်းတွေနဲ့တိုက်ပွဲဖြစ်တယ်လို့ပြောကြားသတင်းမှဖော်ပြပါရှိပါတယ်ရှင်။ တော်လိုင်းတက်များသိမ့်ပိုက်ထားတဲ့ရွှေချင်းမြို့နယ်ခမရ998တိုင်းရင်းဌာနချုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကပုံအဟောင်းများနဲ့ပါလိန်လေဝါရဖြန့်နေပြီးတိုက်ပွဲပြင်းထန်နေစေဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းတက်တွေကတိုက်ခိုက်သိမ့်ပိုက်ထားတဲ့ဘကိုးတိုင်းရွှေချင်းမြို့နယ်ခမရ998တိုင်းရင်းဌာနချုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကပုံအဟောင်းတွေနဲ့လိန်လေဝါရဖြန့်နေကြောင်းတောင်ပိုင်းစစ်တေသအထူးတပ်ဖွဲ့ရဲ့တပ်ဖွဲ့မှုရဲဘော်အောင်ဆန်းရှာကသတင်းဌာနကိုပြောပါရတယ်။ မေလရှိရက်နေ့ပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ကျောင်းကျေးရွာရှိစစ်ကောင်စီရဲ့ခမရ998တိုင်ရင်ဌာနချုပ်ကို KNL SOF PDF ပါကပါလူကေ PDF နဲ့ drone ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါသိမ်းပိုက်မှုမှာလက်နက်ကြီးလက်နက်ငယ်83လက်ခဲယံများဂျမ်းမာဇက်များသိမ်းဆည်းရမိခဲ့ကြောင်းစစ်တုံးမှန်ချအုပ်ချိတ်ဆက်ပူပေါင်းလာသူ၄ဦးမိသားစုဝင်9ဦးဖမ်းဆီးထိန်းသိမ်းခံနိုင်ကြောင်းစစ်သားအလောင်း30အလောင်းသိမ်းဆည်းရရှိပြီးစစ်တပ်ဘက်မှအရာရှိအလုံးနဲ့တပ်သား90ဦးကစခန်းစွန်ခွာထွက်ပြေးသွားကြောင်းသိရပါတယ် KNL PDF ပူပေါင်းတက် များတင်ဆက်ထားတဲ့ခမရ998တရင်ဌာနချုပ်ကွန်စိတ်တက်စကန်နဲ့ကွန်စိတ်ရဲစကန်ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လေကြောင်းလက်နက်ကြီးဒရုန်းနဲ့မြေပြင်စစ်ကြောင်းထိုးလျက်ရှိကြောင်းလက်ရှိမှာကွန်စိတ်ကြိုက်ဒေသုံညောင်ကျောင်းရှမ်းစုကြီးရွာနဲ့ပဝင်းကျင်းနယ်မြေများကို KNL လေး PDF ပူးပေါင်းတပ်ဖွဲ့တွေကနေမြေရှင်းလင်းလုပ်ငန်းများနဲ့လုံခြုံရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက်ရှိပြီးစစ်တပ်စစ်ကြောင်းနဲ့နေစဉ်ထိတွေ့တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းသိရပါတယ်။ဒါပေမဲ့စစ်ကောင်စီကမေလ17ရက်နေ့မှာရွှေကျင်းမြို့နဲ့ခမရ998ကိုပြန်လည်ထိန်းချုပ် ိုင်းပြီးလို့လိန်လဲဝါရဖြန့်လျက်ရှိကြောင်းတိုက်ပွဲများကြောင်းခမာရ998မှာအဆောင်အကောင်ကောင်မရှိတော့ပဲတရင်ဌာနချုပ်မှာအဆောင်အအောင်ပြုတ်ပြတ်သွားပြီဖြစ်ကြောင်းစစ်ကောင်စီကခမာရ998ပြန်လဲထိန်ချုပ်နိုင်ပြီးလို့လိန်လဲဝါရဖြန့်နေတဲ့တပ်ပုံတွေမှာတရင်အဆောင်များမှာပြည်စည်းခြင်းမရှိပဲအကောင်တိုင်းရှိနေတာကိုမြင်တွေ့နိုင်ကြောင်း အဲ့ဒီပုံဒီမှာပုံဟောင်းနေဖြစ်ပြီးပုံဟောင်းများနဲ့စိတ်ဓာတ်စစ်စင်ရေးဝါဒဖြစ်နေတာဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရင်စစ်တပ်ကခမာရ998ပြန်သိမ်းလို့ရတယ်ဆိုတဲ့ပုံတွေတေချာကြည့်ပါအဲ့ဒါပုံဟောင်းတွေပါကျွန်တော်တို့ဒီမတ်တန်ဗီဒီယိုဓာတ်ပုံတွေတင်ထားပါတယ်ပြောရရင်ခမာရ998တက်စကန်းမှာရှိရဲ့အဆောင်တွေအကုန်လုံးကကြီးမွားနေပြီးသူတို့လည်းအဲ့ဒီမှာခြေကုပ်ယူပြီးအထိုင်ချလို့မရတော့သလိုကျွန်တော်တို့လည်းအဲ့ဒီမှာသွားပြီးတော့အထိုင်ချလို့မရဘူးမေလာရှိရဲ့နေ့စကန်းသိမ်းပြီးရဲ့နောက်ပိုင်းမှာမနီယာတီကျွန်တော်တို့စကန်းသိမ်းရှင်းလင်းရေးလုပ်နေတာသူတို့ကတော့ခမာရ998 1998တိုင်ရင်ဌာနချုပ်ကွန်စိတ်တပ်စခန်းနဲ့ကွန်စိတ်ရဲစခန်းကိုရောလက်နက်ကြီးလေကြောင်းရောဒရုန်းရော မြေပြင်အင်အားရော ပြန်ပြီးသိမ်းပိုင်နိုင်အောင်စစ်ကြောင်းထိုးလာတာရှိတယ်။ကျွန်တော်တို့သိမ်းပိုင်ထားတဲ့ပတ်ဝန်းကျင်မှာစစ်ကြောင်းထိုးလာတဲ့သူတွေကိုနေမြေရှင်လင်းရေလုပ်နေစေဖြစ်တယ်။ခမာယ998နဲ့ပတ်သက်ပြီးသူတို့ပြန်လဲထိန်းချုပ်ထိုင်ချထားတယ်ဆိုတာလုံးဝမဟုတ်ဘူးဆိုတာပြောလို့တဲ့မြေပြင်မှာထိတွေ့တိုက်ပွဲတွေပြင်းထန်နေစေဖြစ်တယ်လို့ရဲဘော်အောင်ဆန်ရှာကရှင်းပြပါတယ်။လက်ရှိမှာစစ်ကောင်စီကစစ်အင်အား300ကျော်နဲ့ခမာယ998တပ်စခန်းဌာနချုပ်ကိုပြန်လဲ ဲ့သိမ့်ပိုင်နိုင်ဖို့ထိုးစစ်ဆင်နေစေဖြစ်ပြီးတိုက်ပွဲများပြင်းထန်နေစေဖြစ်ကြောင်းသိရပါတယ်။